်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းမင်းကွန်းဒေသမြောက်ချမ်းကကျေးရွာတွေကိုဇွန်လ28ရက်နေ့မနက်ပိုင်းကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးတာတွေဇက်တိုက်လုဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဇွန်လ28ရက်နေ့ည7:00နာရီလောက်ကလည်းမင်းကွန်းကျွရကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးမီးလောင်ပျက်စီးတဲ့အခြေအနေသေးစိတ်ကိုတော့စုံစမ်းနေစေလို့ဆိုပါရစေ စစ်တပ်စစ်ကြောင်းကကင်းရွာနဲ့မင်းကွန်းရွာတွေကိုမီးရှို့ဖျက်ဆီးနေပြီးအင်ဂျင်နီယာလောက်ရှိတဲ့ကင်းရွာကိုမနက်ပိုင်းကဆရှုတ်ကည၈နာရီလောက်မှာတော့ရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးသွားကြောင်းအဖမ်းခံရပြီးအသက်ခံရတဲ့ရွာက9ရွာလောက်ရှိပြီးတရွာလုံးလည်းထွက်ပြေးနေရတယ်လို့ Wallet Information Network ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဇွန်လ၁၇ရက်နေ့ကစပြီးစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့်မင်းကွန်း၊ကင်း၊အုံးသက်စင်၊မြေတိုင်း ချောင်းမကြီးကျွာကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးတန်းဆောင်နေကြရတယ်လို့သိရပါပါတယ်ခင်ဗျာပဲခူးတိုင်းဝေါ်မြွန်းနဲ့ညောင်ခါရှိစစ်စေးခိမ့်မှာအမျိုးသမီးနှစ်ယောက်ကိုလက်နက်16လက်နက်တူဖမ်းမိပြီးတဲ့နောက်စစ်ကောင်စီတပ်ကအစစ်စေးတင်းကျပ်နေတယ်လို့ဒေသခံတွေကနေသိရပါပါတယ်ဇွန်လ28ရက်နေ့ညနေပိုင်းကညောင်ခါရှိ X-ray ခိတ်မှာဖျားသုံးစုကနေရန်ကုန်ကိုလာတဲ့ရင်တစည်းပေါ်ကနေ ပစ္စတို16လက်နဲ့အတူအမျိုးသမီး၂ယောက်ကိုဖမ်းမိခဲ့တာလို့ဆိုပါရယ်။အဲ့ဒီလက်နက်တွေကိုဖျားသုံးစုဘက်ကတဲလာတာလို့သိရပြီးဒီကနေ့ကသူတို့နဲ့ဆက်နွယ်ပြီးတရင်ရထားလို့အခုတူးချင်းမှတ်ပုံတင်ကိုအဓိကစစ်ဆင်းနေတဲ့အပြင်ပါလာတဲ့အထုပ်တွေကိုအဓိကထားကစစ်ဆင်းနေတာကြောင့်အခုလိုရင်ကျော်ပိတ်ဆို့နေတာလို့ကာရန်ကြီးကရှင်းနေပြီလို့ဒေသခံတူက TVB ကိုပြောပါရယ်။စစ်ကောင်စီရဲ့ဖော်ပြချက်မှာတော့မော်လမြိုင်ဘက်ကနေရန်ကုန်ကိုရမောင်းစော်မရမောင်းနေလာတဲ့အငားရင်ကိုစစ်ဆေးခဲ့ရမှာ ကဘာမှာပါလာတဲ့ခီးတဲ့အမျိုးသမီးနှစ်ယောက်တည်လာတဲ့ပစ္စတိုတနက်16လက်ကြည်အိမ်38ခုနဲ့ကြည်တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာကချင်ပြည်နယ်မှာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်ထားပြီးဖြစ်ပေမဲ့တရုတ်ဘက်ကကုန်တင်သွင်းခွင့်ကန့်သတ်ထားချက်တွေရှိနေပြီးအချိန်အကန့်အသတ်နဲ့သာတည်ယူခွင့်ပြုထားပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ခင်ဗျာကချင်လူလန်ကြီးအဖွဲ့ KNU ထင်းချုံနေမြေရှိ နက်ဆက်ဂိတ်တွေမှာအခြေခံစားတော့ကုံတွေကုံ၆တွေစားရဲကုံကားတွေဝင်ရောက်ခွင့်ပေးပြီးဘီလက်မြေ73စီနဲ့တန်ထဲပစ္စည်းတွေကတော့ဝင်တာမရှိသေးပေမဲ့မြေရှားတပ်ထုလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကတော့အဝင်ရှိနေတယ်လို့ဒေတာခန်ဒီစီယာတီးရပါတယ်။ဟိုဒီကချင်ပြည်နယ်ကနေစတဲ့တွေထဲမှာဘောနော်ဒီပကြေကြီးဆိုရင်လည်းကျုပ်ပြည်ဘက်ကချမ်းဝင်လာဆိုလို့ဒီဟိုလိုစားတောက်ကုန်တွေဘောနော်ကုန်ချင်းနည်းနည်းရယ်စားတောက်ကုန်တွေကခေါ့ဆဲ၆လေးလို့ကုန်၆လေးဘောနော် အလုပ်ဟာလည်းဝင်လာရှိတယ်ဘောနော်နောက်တစ်ခုကတို့တို့ဒီကျုပ်ပြနေဒီအချင်းပြနေပဲချမ်းမှလာပြီးရင်းနှီးမြှုပ်နှံထားတယ်လို့မပြောမပြောချင်တယ်မှာတုံးလဲကုန်ချမ်းနေရင်းချသူတဲ့ညမှာတုံးလဲကုန်ချမ်းနေပြီးတော့တခြားအလုပ်ကျန်းဆိုင်ချင်းတွေမှာတုံးလဲကုန်ချမ်းနေအဲကုန်ချမ်းနေဝင်လာပဲရှိတယ်ဘောနော်တခြားဟိုလိုလိုတခြားကြီးမမလူတုံးကုန်ပစ္စည်းတွေအရကျတော့ဒီလိုခြေကြီးကနေဝင်လာမရှိဘူးဘောနော် ဒီတဝနာဒီသာတော့ကိုနေချင်းရကုန်ချောင်းနေချင်းရလောက်ပဲပေါ့နော်ဒီအဓိကသူတို့ဝင်နေတာကတော့ဒီသူတို့လာရင်းနှီးမြှုပ်နှံထားတဲ့ဒီပချင်းပြည်နယ်တဲမှာရှိတဲ့အလုပ်ငန်းတွေပေါ့နော်လူမျိုးရှားလို့ပြီးတော့ဒီဆက်ပြောရေးလုပ်ငန်းတွေပေါ့နော်ငါပြောချာအဖရဲပေါ့နော်အဲ့လိုညရီမှာတုံးတဲ့အဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုကုန်ချမ်းပစ္စည်းတွေပဲလောလောဆယ်လိုဝင်နေရရှိတယ်ပေါ့နော် လက်ရှိကချင်ပြည်နယ်ရှိ KIO ထိန်းချုပ်ထားတဲ့လိုင်ဇာနယ်စပ်ကိတ်လွယ်ချေကိတ်နဲ့ကမ်ပိုက်တီကိတ်တွေလည်းပတ်နေရ၃လနီးပါးရှိလာပြီဖြစ်ပါတယ်။နယ်စပ်တကြောရှိစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထိုးစစ်ဆင်နေတဲ့ KIO ကိုတိုက်ပွဲတွေရတံပေးဖို့ဖိအားပေးတဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာ၁၈ရက်နေ့ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်စပ်ကိတ်တွေအလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KIO ဘက်ကလည်းတရုတ်ပြေးလိုက်တဲ့နယ်စပ်ကိတ်တွေအလုံးကိုတံပြန်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရေးအဖွဲ့ဥက္ကဋ္ဌဘိုချုံကြီးအင်ပန်လာဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာပြီးနောက်ဒီဇင်ဘာ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ13ရက်နေ့မနက်ပိုင်းမှာနယ်စပ်ဂိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။နယ်စပ်ဂိတ်တွေပြန်ဖွင့်ခဲ့တဲ့နောက်တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝင်မရှိပဲတရုတ်ဘက်ကနေကချင်ဘက်မှာလာရောက်စိတ်ပြူချတဲ့တရှုငပြောနဲ့ဖရဲကြံခင်းတို့လိုတိနံကားတွေကိုတော့တရုတ်ဘက်ကအဝင်ပဲရှိခဲ့တာပါ။ အဲ့ဒီနောက်လိုင်စာတရုတ်နယ်စပ်ကိကနေဧပြီလ3ရက်နေ့မှာတရုတ်ဘက်ကကုန်ပစ္စည်းတချို့တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီကချင်ကပစ္စည်းတွေဧသီယိုးပီးယားဝန်ထမ်းဆိုနေသူတို့ဗာပီးနေမြုံနံထားတဲ့အဲစီဝိုင်းလုံးကနေရပေါ့နော်ဒီကာရိုဒီရဲ့ဂျန်တို့ပြီးတော့တခြားနော်ပြောလို့ဘောနော်ဖြေရတော့ဒီချင်းလိုရှာရောယူဘောနော်ဆိုအဲ့ရီဝင်တာရှိတယ်။နောက်တစ်ခုကကြာအဒီကာရော မီရှားဘောနော်မီရှားသူပုံမော်ရရှိရီကုံချောရီလို့ပြောင်းဘောနော်ဤကုံချောမီရှားရီတူပြဘောကိုပြောင်းဝင်လာလေသူရရတူတုံပြောင်းဝင်လာလေရှိရီဘောနော်ဒီလိုမန်ဂျာအန်ကေယူလိုက်စားကေယူဆိုနေအလူဝဲဘောနော်ဒီတူပြောင်းဝင်လာဆိုလို့အလူစားတော့ကိုဝင်နေချင်းရဲ့ပြီးတော့ဒီကုံချောလူရဘောနော်အရေပြောဝင်လာရှိတယ်အဓိကကျတော့သူတို့ဘက်ကဝင်လာအဓိကတော့အဲသူတို့အာဒီယူနီမြောင်းနဲ့ထားတဲ့လာဘီစီဝိုင်းလုံးထားတဲ့ နဲ့တတူမိုင်းတွေမှာတုံးတယ်ဒီကုံချမ်းပစ္စည်းတွေဘောနော်အဲ့ဒါတွေအတိအကဝန်တော်ရှိတယ်ဗျာတရုတ်ဘက်ကမြန်မာပြည်ထဲကိုအဓိကကုံစိမ့်တဲ့အခြေခံစားတောက်ကုံတွေဒါတင်ပို့ခွင့်ပေးထားတာဖြစ်ပါတယ်ကမ္ဘာပြည်ကဘက်မှာလည်းတရုတ်ဘက်ကလာတဲ့ကုမ္ပဏီဝန်ထမ်းတွေလောက်တာလူအဝင်အထွက်ကွန်ပျူတာပြီးကျူအာလူစာသုံးစီခောက်ဆွဲ၆ဂျုံစားရကုန်ပစ္စည်းတွေနဲ့ပလတ်စတစ်နဲ့စကူခွက်တွေကိုပဲတင်တွန်းခွင့်တမတ်ထားတယ်လို့ဒေသခံတွေစီကတည်ရပါတယ် မိုက်ကြရန်ပန်ဝါနဲ့ကမ္ဘိုင်းဒီနေဆက်ကိတွေကတော့ဖွင့်လှစ်ထားခြင်းမရှိဘူးလို့သိရပြီး KAI ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နေဆက်ကိတချို့ကိုအရင်ကလည်းမကြခဏပြန်လည်ဖွင့်လှစ်ပြီးကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့တည်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်ဒီလိုဒီနေဆက်ကိတွေကအလိုအမြဲတမ်းလိုလိုဖွင့်ထားတာမဟုတ်ဘူးပေါ့နော်ဟိုဒီလိုသူတို့ပစ္စည်းတွေအတွင်းထုတ်လုပ်မဲ့ချိန်တမတာတွေပေါ့နော်အချိန်ရောက်မှပဲဒီကားတွေ တန်းစီထားပြီးမှအချိန်ကြာမှပစ္စည်းတွေအတွင်းထုတ်လုပ်ကြတယ်ပေါ့နော်ပြီးတော့ကာတမားတွေလည်းဒီနေ့ဆက်မှာပဲရပ်ပြီးမှတိယိုပီကိုဝင်မဲ့အဲကားတွေဆိုလည်းတိယိုပီကလူတွေလာမောင်းကြတယ်ပေါ့နော်ဒီတိယိုပီကကားတွေလည်းဒီချင်းဘက်ကိုဝင်မဲ့ဆိုရင်အချင်းကကာတမားတွေဝင်ပြီးမှအော်လာမောင်းပြီးမှလူဖလေကြတာတွေရှိတယ်ပေါ့နော်ဆိုရင်စကီကရောလို့အမြဲတမ်းပွင့်ထားတာတော့မဟုတ်ဘူးအလိုသူသူကွန်ပစ္စည်းတွေဖလေမဲ့အချိန်ကြာရင်ကာကီအော်နေစကီတွေပွင့်ပြီးမှပဲအလိုကုန်ပြီးတော့အတွင်းထုတ်လုပ်ကြတာတွေရှိတယ်ဗျာ ခင်ရရပီကရနင်တရုတ်နယ်စပ်ရှိစစ်ကောင်စီတပ်စခန်းရှိရာမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက်နယ်စပ်ဂိတ်တွေနှစ်ဖက်ပိတ်လိုက်ပြီးလောင်စာဆီနဲ့အခြားကုန်ပစ္စည်းတွေအလုံးတင်သွင်းခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ်ကချင်တရုတ်နယ်စပ်တကြောကနယ်စပ်ကုန်တွယ်ရေးဂိတ်ဖြစ်တဲ့လိုက်စာလွယ်ကျဲမန်ဝင်းကြီးကပိုင်တီနဲ့ပန်ဝါစတဲ့နယ်စပ်ကုန်တွယ်ရေးစခန်းတွေအလုံးကို KIA ကထိန်းချုပ်ထားပါတယ်ကျမဟန္နာပါဂီနီပင်လယ်ကွေးရှိအနောက်အာဖရိကနိုင်ငံဖြစ်တဲ့ တိုဂိုနိုင်ငံမှာမြို့တော်ရဲ့အဓိကလမ်းမကြီးတွေကိုပိတ်ဆို့ကာတက်တန်းရှိခေါင်းဆောင်ဖော်ညက်စင်ဘေးနှုတ်ထွက်ဖို့တောင်းဆိုနေကြတဲ့ရာနဲ့ချီတဲ့ဆန္ဒပြသူတွေကိုဇွန်လ26ရက်နေ့မှာတိုဂိုစစ်သားတွေကမျက်ရည်ရိုးဘုံတွေနဲ့နံပါတ်တုပ်တွေတုံးပြီးလူစုခွဲခဲ့ကြောင်း Writers မျက်မြင်သက်သေတွေကပြောပါရယ်ပြီးခဲ့တဲ့လကတိုဂိုခေါင်းဆောင်ညက်စင်ဘေးကိုတက်တန်းကန့်သတ်ချက်မရှိတဲ့ဝင်ကြီးများကောင်စီရဲ့ဥက္ကဋ္ဌဆိုတဲ့ဩဇာကြီးမားတဲ့ယာရုအစ်စ်ကိုအနိုင်ခဲ့တာကြောင့်သူ့ရဲ့ယာရုအစ်စ်ဟာ သူ့ရဲ့အုပ်ချုပ်မှုကိုတက်တန်းဆွဲဆန့်ထားနိုင်တဲ့အခြေခံဥပဒေချိုးဖောက်မှုဆန်တဲ့အာဏာသိမ်းမှုအဖြစ်အတိုက်ခံပါတီတွေကဝေဖန်ခဲ့ကြပါတယ်။ဆန္ဒပြပွဲကိုတော့ဘလော့ဂါတွေနဲ့တက်ကြလှုပ်ရှားသူတွေစီစဉ်ခဲ့ကြတာဖြစ်ပြီးကြာတာပရင်းနေ့မှာတော့စစ်သားတွေဟာပါဝင်ဆန္ဒပြသူတွေကိုချက်ချင်းလူစုခွဲဖယ်ရှားခဲ့ကြပေမဲ့ဆန္ဒပြပွဲစီစဉ်သူတွေက၃ရက်တိတိစူဝေးဆန္ဒပြဖို့တောင်းဆိုခဲ့ကြကြောင်း Writers မျက်မြင်သက်သေတွေကပြောပါရယ်ဆန္ဒပြမှုတွေအတွင်းလူဒါဇင်ပေါင်းများစွာကိုဖမ်းဆီးခဲ့ကြောင်း နိုင်ငံတကာလူညင်းချမ်းသာကွင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်ရသိရပါပါတယ်ခင်ဗျာရဝန္ဒာနိုင်ငံနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ဟာဇွန်လ29ရက်နေ့ကအမေရိကန်ချားဝင်ဆစ်ဆက်အကျိုးဆောင်ထားတဲ့ငင်းချိုင်းသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးအခုနှစ်အတွင်းလူထောင်ပေါင်းများစွာတည်ဆုံခဲ့ပြီးလူထောင်နဲ့ချီအိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့တိုက်ပွဲတွေကိုအဆုံးသတ်ဖို့မျှော်လင့်ထားပါတယ်။ ဝါရှင်တန်ရှိလက်မှတ်ရေးထိုးပွဲအခမ်းအနားမှာအမေရိကန်နိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုနဲ့အတူအာဖရိကနိုင်ငံရဲ့နိုင်ငံရေးဝန်ကြီးတွေဟာဂျပန်60အတွင်းယဝန္တာတက်တွေကွန်ဂိုအရှေ့ပိုင်းမှာဆုတ်ခွာသွားမဲ့2024သဘောတူညီချက်ကိုအကောင့်ထည့်ဖော်ဖို့ဂရီးပြူထားတဲ့သဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီသဘောတူညီချက်ဟာအလှည့်အပြောင်းတစ်ခုပဲလို့ယဝန္တာနိုင်ငံရေးဝန်ကြီးအိုလီဗီယာနူဒွန်ဂါရီယာကပြောပါတယ်။ ဒီသဘောတူညီချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ကကျင်းပတဲ့ဆွေးနွေးပွဲတွေမှာအောင်မြင်မှုတစ်ခုဖြစ်ပြီးထန်တလန်၊ရွှေ၊ကိုဘော့၊ဂျင်းနီ၊လစ်တီယန်နဲ့အခြားတပ်တုထက်တွေကြွယ်ဝတဲ့ဒေသကိုအနောက်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဒေါ်လာဘီလီယံများစွာကိုဆွဲဆောင်ဖို့ရည်မှန်းထားပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ